ကိုရီးယားနိုင်ငံရဲ့လားစာအများဆုံးလို့ဖော်ပြခံထားရတဲ့နာမည်ကြီးမင်းသားနှစ်လက်မကြသေးခင်ကကိုရီးယားမှာရှိတဲ့တရုတ်ဆောင်တွေရဲ့လားစာမြန်မာမှုဟာတိတိတသာအာယုံဆိုင်လာခဲ့ပြီးတော့စိတ်ဝင်စားစရာ post တစ်ခုတက်လာခဲ့ပါတယ် စီရီအပိုင်းတစ်ပိုင်းမှာ1,500ဝင်ငွေရှိတဲ့မျိုးသားတရုတ်ဆောင်ရဲ့အထောက်အထားဆိုတဲ့ post နဲ့အတူဓာတ်ပုံစာသားတွေက online ပေါ်မှာထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။အဲဒါကတော့မင်းသား pattern ဆစ်ဖြစ်ပြီးတော့တရုတ်ဆောင်ဘက်မပြောင်းခင်ယောက်ျားလေးအဖွဲ့ ZA ရဲ့အဖွဲ့ဝင်တယောက်အနေနဲ့ပွဲထွက်ခဲ့တာဖြစ်ပါတယ်။မကြသေးခင်က SPS ရဲ့ Bruf Hess ဇာကမှာသူရဲ့ဇာကောင်ကထူးခြားတဲ့ပုံကိုထိုးဝဖြစ်ပုံဖော်ထားပြီးတော့ ကျူးရှုသူတွေကိုဆွဲဆောင်စေခဲ့ပြီးအေးဆက်ပြီးတော့ခံစားချက်အပြည့်ရှိတဲ့တရုတ်ဆောင်ပုံကပရိသတ်တီရဲ့အာယုံကိုဖန်ဆားနိုင်ခဲ့ပါတယ်။နောက်ထပ်လီဂျွန်ဂျဲကလက်ရှိကိုရီးယားတရုတ်ဆောင်တွေကြားမှာဝင်ငွေအများဆုံးဖြစ်ပြီးတော့ Netflix ရဲ့ Squid Game Season 2မှာဇာတ်လမ်းတွေတစ်ခုကို1 billion ဝင်ငွေရရှိရလို့ဖော်ပြထားပါတယ်။ လက်ရှိမှာတော့လီဂျမ်ဂျေရဲ့လာဇာကတောင်ကိုရီးယားနိုင်ငံရဲ့ဝင်ငွေကောင်းဆုံးမင်းသားဖြစ်လာပြီးတော့တခြားထိပ်တန်းမင်းသားတွေကြားမှာသူတို့နှစ်ဦးကဝင်ငွေအများဆုံးဆိုပြီးတော့သတ်မှတ်ခံထားရတာလည်းဖြစ်ပါရဲ့ရှင်။